ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ Channel G ကနေပတ်စင်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘောလုံးရက်ကွက်အစီအစဉ်တနင်္ဂနွေနေ့တင်ဆက်မှုဖြစ်ပါတယ်ဒီနေ့မှာတော့ဒီနေ့ညမှာရှင်ပြန်ကစားမယ် Premier League ပွဲတွေထဲကပွဲကောင်းတစ်ပွဲဖြစ်တဲ့ Manchester City နဲ့ဘုံမောက်တင်ပွဲစဉ်ကိုကျွန်တော်တို့ဒီကိုရီးယားဆွေးနွေးသွားကြမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့စီစဉ်မှာနံပါတ်လေးမပြောလိုက်တော့ဒီမှာတစ်ခါဆက်ပြီးမေးဆက်လိုက်မှာပေါ့ဘယ်ကိုစိုးရိမ်သွားလဲကိုချင်းညိုလဲကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဘူးကျေးဇူးပါဘူးကျွန်တော်တို့အာဒီနေ့ကတော့နည်းနည်းလေးအချိန်ရရတယ်ပေါ့နော်အဲ့တော့ဟို မစီနဲ့ဘုံမောက်ပွဲလေးရှိတယ်အပွဲကတော့ဟိုဘုံမောက်လို့ကျွန်တော်တို့ UDF ပြောလိုက်ပြီးမဲ့ဘုံမောက်ဒီအခုပရီးမီးယားလိအပေးစရာထိတ်ဆုံးသားမှာရှိနေတဲ့အသင်းပေါ့နှစ်မှာရှိနေတာနှစ်မှာတော့ရောက်လာနော်ဆိုတော့ပွဲကတော့ပွဲကောင်းဖြစ်မယ်ပွဲတစ်ပွဲပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ဒီပွဲလေးမတုံးသက်ခင်မှာအာပရီးမီးယားလိနဲ့ပတ်သက်ပြီးပေါ့လေလက်တလောဟိုဟိုဟော့အဖြစ်နေဆုံး topic တစ်ခုပေါ့လေဘာလဲဆိုတော့ United ပေါ့လေဒီ Man U ပေါ့လေဆိုတော့ ဟိုအရင်တုန်းကတော့ဟိုဘယ်လိုပြောမလဲဟို United Man U အခြေအနေတွေမကောင်းဘူးရုံးဝဲတွေဂျုံနေရတယ်ရုံးကန်နေရတယ်ဒါဟိုနှစ်ပေါင်းများစွာကြာလာတဲ့ခါကျတော့ United ရုံးကန်နေရတာရှုံးနေတာတွေကသတင်းတစ်ခုမဟုတ်တော့ဘူးဆိုတော့ဒါပုံမှန်ဖြစ်ရုပ်ဖြစ်စဉ်ဒလီတခုလို့ဖြစ်လာတယ်အခုတော့ United ကကျွန်တော်တို့စနေနေ့အစီအစဉ်မှာလည်းပြောခဲ့ကြပါတယ်ကုဆွင်းစော်ကုချင်းကြီးရော United ကနိုင်ပွဲလေးပြန်ရလာပြီပြီးတော့ကုဆွင်းစော်လည်းကျွန်တော်တို့ဒီဘောလုံးရက်ကွက် အဲအပိုင်း3 4လောက်မှာပြောဦးတယ် United အဲ center line အောင်လားမသိဘူးနိုင်နေနိုင်ပွဲမှာဆိုရှင်ဒါနောက်ပိုင်းဒီဘက်နေတယ်မှာကြည်ရတာခြေစွမ်းအကောင်းဆုံးဆိုတဲ့ United ကိုဟိုဆိုတော့မြင်ခဲ့ရတယ်ဆိုတာလေးရှိရဆိုတော့အဲ့တော့ United ကကျွန်တော်တို့အတိအမှတ် ပြုတဲ့နေနေမီထဲကိုပြန်ခုံဝင်လာပြီးလာပေါ့လေအဲ့တော့လက်ရှိအခြေအနေကဒါပရိသတ်တွေချားမှာပြောနေတဲ့စကားလေးပေါ့ gate fan တွေကိုအခုကနေပြန်ကိုပြန်ပို့ပြီးမဲ့အချိန်တခုရှောက်လာပြီးလာဆိုတာလေအဲဒီနေ့အစီအစဉ်မှာအဲ့ကောင်းစင်လေးနဲ့ပြောချင်ပါတယ်အဲ့တော့အာ ်ကိမှုတို့ရဲ့ဒီဇလန်းလေးတစ်ခုကသူတို့ရဲ့ဟိုအချိန်နေဆိုးရတဲ့ဇလန်းလေးတစ်ခုကအဆုံးသတ်ပြီလားနော်အဲ့တော့ဖောက်ဆန်နေစလို့နောက်ဆက်တွဲသွားခဲ့တဲ့အချိန်နေအခု MOD ရောက်လာတဲ့အထိပေါ့အဲ့ဒါလေးကိုလည်းပြန်သုံးသပ်ချင်တာပေါ့နော်အဲ့တော့ကုဆွေးတော်အနေနဲ့ United ဘက်အမြင်လေးကုဆွေးတော်ဆက်ပြီးပြောပါအောင်ဟုတ်ကဲ့ပါလက်ရှိနီးပြကကျွန်တော်ဒါ Faggy လွန်မှာပေါ့နော်နီးပြတွေအဆက်ဆက်ပြောင်းသွားပြီမဲ့ဆူပလာနဲ့ဒါမော်ရီညိုလက်ထက်မှာပေါ့ဆူပလာဆိုတာဒီယူရိုပါလိရခဲ့တယ်တခြားလိပလာရတယ်ဒီတန်ဟက်လက်ထက်မှာလည်း FA ဖလာရခဲ့တဲ့ကြောင့်ဒါတွေက ဟိုအသိအောင်မြင်မှုအတွက်အများကြီးပြောချင်တာပြောပါလောက်စရာအောင်မြင်မှုတွေမဟုတ်ဘူးเนาะယူရိုပါလီကတော့ယူရိုပါလီကတော့ဒါ United ကိုယ်တိုင်လည်း Champion League အလွန်မှာနောက်ထပ်ဥရောပ Super League တစ်ခုအနေနဲ့ဂုဏ်ယူစရာဆိုပေမဲ့တကယ်တမ်းပြောမယ်ဆိုရင်တော့ဒါသူတို့အတွက်အရန်ကြီးပြဒီမလောက်စရာ United လိုသမိုင်းကြောင်းအစင်လာကြီးတဲ့အသင်းတင်းတင်းအတွက်ဒါလေးတွေကဟိုကြာကန်ထားနိုင်တဲ့ဖလားလေးပဲရှိခဲ့အများကြီးမအောင်မြင်ခဲ့ဘူးပြောချင်တာဟုတ်ကဲ့တိုက်တယ်ဒီ Premier League တိုက်တယ်လည်းမရခဲ့ဘူးတခြား Champion League လိုပြိုင်မှမလဲမရခဲ့ဘူး FA တို့ ယူရိုပါလိရောလာပဲရခဲ့တာဒါသူတို့ရဲ့အစင်လာနဲ့ချင်းဘာမှမဟုတ်သေးဘူးဘာကျွန်တော် United ရဲ့ level ရဆိုရင်တိုက်တဲတွေကိုအချိန်ကြီးပဲပြီးတော့ fight နေရမယ်အနေထားမျိုးဖြစ်ရမှာပေါ့နော်အဲ့တော့နည်းနည်းလေးကြာလာတဲ့ဆိုတော့ကတရေတရေနဲ့ကြာလာတာနီးပြအဆက်ဆက်အဆက်ဆက်ပူ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 ကြာလာတာအမော်ဒယ်လက်ထက်မှာလည်းပြီးခဲ့တဲ့အခုလက်ရှိကာလာလေးမလွန်ခင်မတိုင်ခင်ဆိုရင်ဒါတော်တော်လေးအခြေအနေဆိုးခဲ့တာပေါ့နော်သူတို့ကကျွန်တော်တို့အများကြီးမျောလင်းတကြီးနဲ့ရောက်လာခဲ့တဲ့နီးပြသူကအသက်ရေလည်းငယ်တယ်ဟုတ်ကဲ့ Sporting Lisbon မှာလည်းအများကြီးလှုပ်ပြခဲ့တဲ့နီးပြဆိုတော့ United အတွက် နောက်ထပ်ပေါ့နော်ဒီ modern kit မှာနောက်ထပ်နီးပြကောင်းတယောက်ရောက်လာပြီလို့ထင်ပေမဲ့ဟုတ်ထင်တိုင်းမပေါက်ခဲ့ဘူးပဲကျွန်တော် premier league နဲ့သူ့ချာမှာအသားချဖို့တော်တော်လေးရုန်းကန်ခဲ့ရတယ်တစ်နှစ်လောက်ကြာမှသူကလမ်းကြောင်းမလေးတစ်ခုကိုစပြီးတော့မြင်လာဒီလမ်းကြောင်းမပေါ်ကနေသူရှေ့ဆက်လျှောက်ဖို့ကအများကြီးသူအချိန်နေပေးအောင်ပေါ့နော်အဲ့တော့လိုအပ်ချက်တွေကတော့အများကြီးရှိနေသေးတာမှတ်ပေမဲ့လက်ရှိနီးပြနဲ့ဒီကာလာလေးတစ်ခုကတော့ဒီအခုပြောသလိုပေါ့နော်ဒီလိုက်တဲ့ပိတ်သက်တွေတော့တော့စိတ်သက်သာရစေတဲ့ကာလာတစ်ခုလို့ပြောရမယ်နိုင်တဲ့ပွဲလေးတွေလည်းတစ်ဖြည်းဖြည်းနဲ့ပိတ်သက်တွေအတိမပြူရမယ်ခြေစွမ်းမျိုးတွေရလက်မျိုးလေးတွေ မြင်လာရတယ်တပွဲတို့မဟုတ်ဘဲနဲ့ဒီပွဲဆက်လေးတွေနိုင်လာတာလေးကဟိုကျင်းတ်ဆရာကောင်းလာဆိုဒီအချိန်တွေကိုတို့ဘယ်လောက်ထိထိနိုင်မလဲရာသီကုန်မှာတို့ဥရောပဝင်ခွင့်တနေ့ရပြန်ယူနိုင်မလားဥပမာချန်ပီယံလိလို level မျိုးပြန်ရောက်လာမယ်ဆိုရင်တော့ဒါယူနိုက်တက်ရဲ့တမိုင်းကြောင်းအစင်လာလဲဆိုရင်ရှင်းသိရှိလိုက်တဲ့ level ဆိုတော့နှိမ့်ဆင်းလာတာကတော့ကျွန်တော်ညင်းလို့မရဘူးเนาะဒါ Davis Moyer ကနေ Louis van Gaal Louis van Gaal နဲ့ Mourinho Mourinho နဲ့နောက်ပါဒီကြားထဲမှာတခြားယာယီနီးပြတွေပြောင်းလာတယ်အဲ့နောက်မှာ Ten Hag တို့ထပ်ရောက်လာတယ်အမိုရင်ရောက်လာတယ်ဒီပြ5 6ယောက်အဆက်ဆက်ချားမှာယူနိုက်တက်က United ဆိုတော့ ဒီသူတို့ရဲ့ identity နဲ့ရှင်မယ်ဆိုရင်တော့အများကြီးနှိမ့်ကျသွားတာကိုမြင်ရတယ်အခုမှပြန်ဆမဲ့အချိန်ပဲရှိသေးရဆိုတော့ဒါဒီအချိန်တွေကနေဘယ်လောက်ထိသူတို့ဆက်ပြီးတော့ပြန်တက်နိုင်မလဲဒါကိုကျွန်တော်တို့စောင့်ကြည့်ရမယ်ဟုတ်ကဲ့အဲ့တော့ဟိုတစ်ခါလေကျတော့ကျွန်တော်တို့က United အကြောင်းကိုပြောတဲ့အခါမှာဟိုဟာဆန္ဒလွန်ခဲ့ရလဲပါတယ်ပေါ့နော်ဆိုတော့အခု Arsenal အခုဖြစ်နေသလောက်ကိုပြန်ဖြစ်ဒီစိတ်ထဲမှာတူတွေးလိုက်မိသေးတာဒါပေမဲ့တကယ်ကတော့ကုဆွန်းတော့ပြောတာဒါလက်ခံနိုင်တဲ့အားလေးပါကျွန်တော်အခုမှပြန်ပြီးတော့တွေးမိရေပေါ့ဆိုတော့ကြာစင်းနေတဲ့ အနေဒါတစ်ခုอ่ะကြာစင်းမှုอ่ะရက်တန်သွားပြီးတော့ပြန်ပြီးတော့တိုးတက်မှုရလာတဲ့အခြေအနေတစ်ခုကိုဟိုမျှော်ရမှာပေါ့နော်အခုချိန်လေးကအဲ့လောက်ကိုသွားနေရလို့ကျွန်တော်တို့ထင်ရတယ်အဲ့ပုံစံလေးဆက်ရှိနေစေစေချင်တာပေါ့နော်အဲ့တော့ဟို OKB Man U Champion Suit ကိုစိန်ခေါ်တော့မယ်အကောင်းဆုံးပြန်လာပြီးလို့တော့အဲ့လောက်ကြီးတော့သွားလို့မရသေးဘူးထင်တယ်ပေါ့နော်မနစ်ကဆိုမပြည့်စက် 16ထိရောက်ခဲ့တယ်ပေါ့နော်55 56 56 56ထိရောက်ခဲ့တယ်ဆိုတော့ဒါတွေကဟို United အနေနဲ့ဖြစ်လို့မရတဲ့ဟာရောက်လို့မရတဲ့နေရာရှိမနေသင့်တဲ့အရက်တွေအထီးသူကရောက်ခဲ့ပြီးတော့တော်တော်လေးဟိုကြာစင်းခဲ့ရတဲ့ပုံရိပ်တွေပေါ့နော်အဲဆိုတော့အခုအချိန်လေးကကျွန်တော်တို့ဘာမှမကြာသေးဘူးကုစုံးဆိုပြောလို့ပြီးခဲ့တဲ့တလားလောက်အထီးပဲဒီ Mourinho ဟိုအမိုရင်နဲ့ United ကအဆင်မပြေလောက်တော့ဘူးလို့ကျွန်တော်တို့ပြောခဲ့ကြသေးတယ်အဲ့တော့ပြန်တွေးကြည့်ရင်ကျွန်တော်တို့ မြန်နေသေးတယ်ကာလာအခုတလားလောက်တည်းမှာပဲကျွန်တော်တို့ United OK မိလားမသိဘူးကျွန်တော်တို့ပြန်တွေးမိလာတယ်ဆိုတော့ဒီခါလေးကျလည်းကျွန်တော်တို့အတွေ့အစံရတွေသိအစောမိဖို့လေကိုကိုပြန်ပြီးတော့တတိပေးနေရတယ်ပေါ့နော်အဲ့တော့ခုချင်းကြီးရောဘယ်လိုမြင်လဲအာလက်ရှိအာကျွန်တော်တို့ David Moyes ကစပြီးတော့ Luis Van က Mourinho ပြီးတော့ Social Rennick အခု Ten Hag ဒီရောက်တဲ့အထိပေါ့အမိုရင်အခုလက်ရှိကာလာအထိကျွန်တော်တို့ဘယ်နည်းပြမှာဒီနည်းပြနဲ့ဆိုရင်ပြန်ဖြစ်ပြီလားမသိဘူးဆိုပြီးတော့ ခဏလေးတရင်ကယုံကြည်သွားခဲ့ဘူးတလေယုံကြည်ပြီးတော့မဟုတ်ပြန်ဆိုမပြန်ဖြစ်ခဲ့ဘူးတလေပေါ့ဒါကျွန်တော်ပြန်တွေးကြည့်မိတာပေါ့လေအဲ့တော့အဲ့လိုမျိုးကိုချင်းကြီးခံစားခဲ့တာတွေတွေးခဲ့တာလေ United ပတ်သက်ပြီးတော့လက်ရှိခံစားနေရတဲ့အမြင်လေးတွေပေါ့ပြန်ပြီးတော့မျှဝေပေါ့ဟုတ်ကဲ့ပါအဖေနီးပြနေမှာဖြစ်လဲဆိုမော်ရင်ဟိုလက်ထက်မှာတော့အဲ့လိုမျိုးလေးမျောလင်းတာပေါ့နော်မော်ရင်ဟိုကလည်း special one Chelsea နဲ့အောင်မြင်ခဲ့တယ် United ကိုကလည်း तू ကဟို Fawson ကိုလေးစားရင်းဆွဲလဲရှိတယ်ပြီးတော့ England မှာ United ရဲ့ legacy ကိုလည်း तू ကောင်းကောင်းနားလဲထားတယ် Fawson နားယူသွားခဲ့ရင် तू ကိုယ်တိုင်ထုတ်ပြောထားတယ် तू United ကိုခိုင်းခဲ့တယ်သွားမယ်အဲ့တော့ तू ကအဲ့မှာအကြီးဖြစ်ချင်တာ तू ကအဲ့မှာဖြစ်ချင်တာတော့ထပ်ပြီးနောက်တစ်ချိန်ထပ်ဖြစ်ချင်တာပေါ့ပရိသတ်တွေကလည်းမျောလင့်ထားတာဒါပဲပေါ့နော် Fawson နောက်ပိုင်းမှာ United ကိုအောင်မြင်မှုတစ်ခုစီကိုပြန်ခေါ်ပေးနိုင်မဲ့နီးပြဆိုဒီလိုနီးပြမျိုးဖြစ်ရမှာကျွန်တော်တို့ ဟိုဩဇာအားဖြစ်ရောလုတ်ပုံကိုင်မို့လုတ်ရဲကိုင်ရဲရှိတာရောဘာမှထိမထိဘူးအင်္ဂလန်မီဒီယာတွေကိုကောင်းကောင်း handle လုပ်နိုင်တာရောရှေ့မှာ Morales ဆိုချူစင်ဝါဆို1000ကိုရန်ရွေးပေးခဲ့တာပဲသူ score လူမျိုးပဲအဲ့တော့လူမျိုးစွဲနဲ့ပဲသူရွေးပေးခဲ့လာတော့မပြောတတ်ဘူး Morales ကြီးကတော့ Everton မှာကျွန်တော်တို့မြင်ခဲ့ရတာတော်တော်ဟုတ်တယ်သူ့လက်ထက်မှာ၁၀ဆုနှစ်တခုလောက်ကြာလဲ Everton ကိုလူရိုသေရှင်ရိုသေဖြစ်လာဆွဲတင်လာသူပဲလုတ်ကလာတာဟုတ်တယ်ဒါပေမဲ့ အသင်းငယ်တွေကိုကြိုင်တဲ့အသင်းနီးပြတွေတချို့ကအသင်းကြီး mindset မရှိဘူးအသင်းကြီးကြိုင်တဲ့အချိန်မှာသူတို့ရဲ့တွေးလုံပုံကြိုင်မှုတွေးဖို့ခိုင်မှုနဲ့အသင်းကြီးနဲ့အသားစားတာမဖြစ်တာမျိုးမိုးရအဲ့လားအဲ့မှာသွားပြဿနာတတ်တာပဲနောက် Van Haar ကြတော့လေ CEO ဆန်နဲ့ तू လှုပ်ချင်တာတွေပဲတည်တယ် तू က total football ဒီ Netherlands ရဲ့ဒီဟာကိုပဲလှုပ်ချင်နေတာ तू Netherlands သားတွေဒီဘိုင်းကိုစောက်ခေါ်ချလာတယ်အသင်းနဲ့အန်ဝင်လားအန်ဝင်လားမသိအဲ့အချိန်မှာဒီမာရီယာအသင်းမှာအဲ့ကာလမှာ Faker O တို့အသင်းမှာမမြင်ဘူးတဲ့ဒီတိုက်စစ်ကိုခေါ်လာတာအသင်းရဲ့ကစားပုံနဲ့ အတင်း DNA နဲ့ကြိုက်လားမကြိုက်လားဆိုတာမကြည့်တော့ဘူး။ तू လှုပ်ချင်တော့ तू ကအတင်းဇက်ကလေးစွတ်သွင်းတော့အဲ့မှာကစင်းကလေးရာကြီးစားဖြစ်။မော်ရီဟိုခစ်မှာတော့ပေါ်ပါလို့ရောက်လာတဲ့လူကောက်လို့ဖြစ်တာကြီးလည်းရှိတယ်မဖြစ်သွားတာကြီးလည်းရှိတယ်။ဒါပေမဲ့ United ကအဲ့ကာလမှာတော့ကျွန်တော်တို့မြင်ခဲ့ရတဲ့အချိန်မှာလူရိုဒေရှင်တွေ level လေးတစ်ခုကပြန်ရောက်ခဲ့တယ်။ဒီဘက်အခုပြောခဲ့တဲ့အခု1000ခစ်လောဆယ်စုနှစ်တစ်ခုလောက်အတွင်းမှာ United ကိုပြိတ္တတွေတတိထားပြီးတော့စောင့်ကြည့်ဖြစ်ခဲ့တဲ့ကာလအဲ့ကာလလို့ပဲကျွန်တော်ထင်တယ်။မော်ရီဟိုကိုယ်တိုင်လည်းအများကြီးသူ့ရဲ့ ဒီ interview တိုင်းမှာပြောတယ်သူနီးပြဘွားရဲ့အကြီးမားဆုံးသူလုံနိုင်ခဲ့သူဂုံယူရတာ United ကိုအဲ့မှာအဆင့်နှစ်ရောက်လုပေးခဲ့လုပေးခဲ့ချန်ပီယံမဖြစ်ဘူးနော် United ကိုအဆင့်နှစ်နေအဲ့မှာလေကျွန်တော် United ဘလောက်ထိကြနေပြီလဲဆိုတာအဲ့မှာအဲ့စကားတွေမှာပြရနေတာဟုတ်ဒီအသေးကိုအဆင့်နှစ်ထိရောက်သူကိုစွမ်းညံစွမ်းရှိသည်များဆွဲတင်ပေးခဲ့လို့အဆင့်နှစ်ရောက်ခဲ့တာဒါပေမဲ့ပြိတ္တတွေဒါကိုသတိမထားမိခဲ့ဘူးမော်ရီဟိုဘလောက်ထိလုပေးခဲ့လဲအောင်မြင်မှုမရလို့ဆိုတဲ့ပုံစံနဲ့မော်ရီဟိုပုံမှာလည်းဆက်ဆံခံရတယ်ဒါတည်းရောက်လာရင်ပြဿနာနောက်ထပ်ပြဿနာတစ်ခုကနီးပြားတွေက ဖာဟူဆန်ထားခဲ့တဲ့အောင်မြင်မှုအစင်လာကြီးကအရန်ကြီးလုံးတော့အဲ့ဒီပေတံနဲ့နောက်လာမဲ့နီးပြားတွေအကုန်လုံးကတိုင်းကြတာဗျ။ဟုတ်ကဲ့။တရာဒီလည်းတိုင်းတယ်၊200ဒီလည်းတိုင်းတယ်အဆင်မပြေဘူး။ဖလားတစ်လုံးတော့ယူပေးလည်းမကျေနပ်ဘူး။မောင်ရင်ဟိုယူရိုပါလိယူပေးတယ်။မဟုတ်ကဲ့ဦးနောက်ကိုစုံတော့ပြောလို့ကြားကန်ပေးထားတဲ့ဖလားပဲဖြစ်ခဲ့တယ်။ United ရဲ့ legacy နဲ့သူတို့ရဲ့အစင်လာတွေကဒါတွေကမလုံလောက်ခဲ့ဘူး။ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆိုတော့မရှိရှိတာလေးနဲ့နှစ်သိမ့်ချွေးသိမ့်ဖလားလောက်ပဲ ဖြစ်သွားတဲ့ပုံစံမျိုးပေါ့နော်ဂုံယူစရာတော့ဂုံယူစရာပဲဒါပေမဲ့ United ပြည်သက်တွေတကယ်လိုချင်နေတဲ့ဓာရီလည်းမဟုတ်ဘူးနှစ်တိုင်း Premier League ကိုစိန်ခေါ်နိုင်တဲ့ level ကိုသွားစေချင်တာဒါပေမဲ့လက်တွေ့မှာအဲ့ဒါတွေကဖြစ်မလာခဲ့ဘူး Mourinho လည်းတော်တော်လေးရုန်းကန်ခဲ့ရတယ်နောက်ပိုင်းနီးပြရတဲ့မှာဆိုဆိုရှာကိုကျွန်တော်ဒီမှာထင်တာတော့အခုဒါဒီချိန်မှပြောတာပါဟုတ်ကျွန်တော်လည်းအဲ့ချိန်တော့ဆိုရှာကိုထုတ်ခဲ့တဲ့နေလို့ပြောခဲ့တဲ့အချိန်မှာပါလာပဲဟုတ်မှန်တိုင်းပြောရင်အာတီတာနဲ့အာဆန်နဲ့ဖြစ်သွားခဲ့တယ်လို့ဆိုရှာကိုနှစ်နှစ်လောက်ပြီးမှထုတ်ခဲ့တာကမှားသွားခဲ့တယ်အမှန်တိုင်းဆိုဆိုရှာကိုအချိန်ဆက်ပေးခဲ့ရင်ဟုတ် အဲ့ဒီဒီလောက်ထိ United ပြန်ပြီးတော့စောင့်ရခြင်းမှာ၄၅၆နှစ်လောက်ကြာခြင်းမှာကြာသွားမှာဆိုရှာကို100ဒီ200ဒီလောက်အပြီးမှာဆိုရှာနဲ့ပြန်ပြီးတော့ကြာသွားတဲ့အချိန်မှာအချိန်မပေးကြတော့ဘူး United ကအရင်ဖြစ်ချင်နေပြီ1000နောက်ပိုင်းမှာ2013နောက်ပိုင်းနဲ့ရလဲအရင်လဲကြာသွားပြီဆိုတဲ့အချိန်တွေမှာအောင်မြင်ချင်နေပြီဆိုတော့ဆိုရှာနဲ့ဆိုရင်လည်းမဖြစ်တော့ပါဘူးဆိုတဲ့ပြဿနာတွေယုံကြည်မှုကလည်းအားနေတယ်ဗောလေကိုယ့်ရဲ့ကစားမဟောင်းလည်းဖြစ်နေဆိုတော့အမှန်တမ်းပြောအဲ့မှာဆိုရှာလက်ထက်မှာလည်းတစ်ချိန်အဆင့်နှိမ့်ရတယ်ချန်ပီယံလိမှာလည်း PSG ပဲထနိုင်တယ်ဒါပေမဲ့ ဆိုရှားမှာလည်းပြဿနာပါလေကစားပုံမမြဲရရ तू ကလည်းမလုံနိုင်ဘူး तू အကြောက်လည်းပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့ကောင်တာလေးနေတော့ဆိုယူနိုက်တက်ပြည်သက်တွေကိုယ်တိုင်လည်းမယုံကြည်ရဒါကြောင့်လည်းပါလိမ့်မယ်ပေါ့လေအဲဒါမဲ့အဲဆိုရှားတော့အချိန်ပေးရင်တခုခုကျွန်တော်ဒီထက်ပိုကောင်းတဲ့ယူနိုက်တက်ကိုမြင်ရကောင်းမြင်ရနိုင်တယ်အဲနောက်မှာဝေ့သွားပြန်ရော run နေရောက်လာတယ်တန်ဟက်ရောက်လာတယ်တန်ဟက်ကလည်းရှိမှလုတ်ခဲ့ရသလိုပဲ Netherland လူမျိုးတွေကခေါင်းမာလာမပြောတော့ तू လဲ तू ပုံစံနဲ့ तू လုတ်နေတာပဲပထမတက်အဆင်ပြေတယ်ဒါပေမဲ့နောက်နှစ်ကြအဆင်မပြေဘူး ပြစ်ဒီမှာကျွန်တော်ပြောချင်တာဒီ United ကဒီနောက်ပိုင်းနှစ်တွေထဲမှာ transfer တွေခေါ်လိုက်တဲ့ကစားသမားတွေအသင်းမှာလုံးဝအဆင်မပြေတာတွေကတော်တော်များတာဗျ။ဟုတ်ကဲ့။ဘယ်နည်းပြရောက်လာရောက်လာဘယ်ကစားသမားရောက်လာရောက်လာခေါ်လိုက်တဲ့ကစားသမားတွေအဆင်မပြေဘူး။ဒီနှစ်တော့အဲ့ဒီပြဿနာကတော်တော်ကိုဟိုပြောင်းလဲသွားတာ။ဒီနှစ်ခေါ်လိုက်တဲ့ကစားသမားတွေအခုကြည့်လိုက် Goldman Lamans ဟုတ်ဟုတ်ဒီ ကျွန်တော်တို့ owner နာတို့ barrender တို့နဲ့အဆင်မပြေတဲ့ဟာလုံးဝ lambans ကရောက်လာပြီးတော့ညည်းညချင်းကိုသူတော်တော်လေးကိုလက်ဆွမ်းပြရတယ်တိုက်စစ်မှာ ambu mo တို့ဒီနှစ်မှာရောက်လာတဲ့ကွန်ညာတို့တတော်ကိုကောင်းတယ်ဆက်စကိုအထိုင်ကြဖို့နည်းနည်းလိုနေသေးရဆိုရင်မြေဒီနှစ်ခေါ်ထားတဲ့ကစားမခေါ်ယူမှုတွေအသင်းကိုတကယ်ကိုအကျိုးပြုနိုင်တယ်ဆိုတော့ဒါတွေကလည်းဒီနှစ်အမွေနဲ့ United အခုလိုမျိုး Udan ပြန်လှည့်ပြီးတော့ရလက်ကောင်းလာတာနဲ့ဒါရဲ့ပတ်သက်လိမ့်မယ်လို့ထင်တယ်ချုပ်ပြောရရင်တော့အမိုးရင်ကိုလည်း United ပြည်သက်တွေစိတ်ရှည်ဖို့လိုတယ်ကျွန်တော်တို့ဒီ Sergeant Reglet တို့ United ဘုတ်ဖွဲ့တို့နောက်ဆုံးဒီ စတေမာလာလောက်မှာပြောခဲ့တယ်အမိုးရင်းကို၃နှစ်အချိန်ပေးမယ်ဆိုတဲ့ဟာကိုကျွန်တော်တော်တော်ပြောသွားတာ။နီးပြတယောက်ကိုအဲ့လိုအချိန်ပေးတင်တယ်လို့ကျွန်တော်ထင်တယ်။အမိုးရင်းမှာလည်းစကေးရှိလို့ဒါအရေးချင်းရှိလို့ United ကခေါ်ထားတာ။ချာပင်မဟုတ်ဘူးဗျာကျွန်တော်ကျင်တာ။အဲ့တော့ဒီလိုသူ့အရေးချင်းကိုထုတ်ပြဖို့အတွက်သူ့ကိုလုံလောက်တဲ့အချိန်တစ်ခုပေးမှဒီ project ကိုသူလုပ်နိုင်မှာ။အခုအဲ့ဒီ backup ပေးလိုက်တဲ့အချိန်မှာနီးပြရောကစားမရောဘာမှနောက်ကြောင်းကိုလှည့်ကြည့်ကြရမလို့အချိန်မှာခေါင်းအေးနဲ့အလုပ်လုပ်နိုင်တဲ့အချိန်မှာရက်လက်တွေကတက်လာတာ။တိုက်ဆိုင်မှုလည်းဖြစ်ရင်လည်းဖြစ်မယ်ပေါ့လေဘာဖြစ်ဖြစ်နီးပြတယောက်ကိုတော့လုံလောက်တဲ့အချိန်ပေးရလိမ့်မယ်လို့တော့ကျွန်တော် မြင်ပါတယ်ဗျဟုတ်ကဲ့အဲ့တော့ကိုချင်းကြီးပြောခဲ့တဲ့အထက်မှာဒီကျွန်တော်ဟိုသဘောထားလေးတူတာကဆိုရှယ်ပေါ့လေအဲ့တော့ဆိုရှယ်ကိုအချိန်ဆက်ပေးခဲ့မယ်ဆိုရင်အောင်မြင်မှုတွေပြန်ရမရတော့မသိဘူးဗျာရကြပါလေရလိမ့်မယ်ဒါပေမဲ့အခုလောက်ထိတော့ဟိုဒီမတိုင်ခင်အချိန်တွေထိတော့ United ထိုးဆင်းသွားမယ်ဒီလောက်ထိဖြစ်နေမှာဖြစ်နေမှာမဟုတ်ဘူးဟုတ်တယ်ဆိုတော့ဟိုဘယ်လိုပြောမလဲအာဒီနာလောက်အခုလောက်တိဆောက် နိုင်ရင်မှနိုင်လိမ့်မယ်ပေါ့လေဆူဆူရှားရဲ့ဟိုသူ့ရဲ့ကျွန်တော်တို့ကြီးခဲ့ရတဲ့နီးပြစကေးရဒါပေမဲ့လည်းအခုလောက်တော့အခြေအနေမဆိုးလာဘူးပေါ့လေယူနိုက်တက်အခုလောက်ကပြေကြီးုံနေဖြစ်နေလာတော့တော့မဆိုးလာဘူးနောက်တစ်ခုကအမိုရီနဲ့ပတ်သက်ပြီးပေါ့လေဒါဟိုနီးပြတယောက်ကအချိန်ပေးတဲ့နေဆိုတော့လည်းဒါလက်ခံပါတယ်တခါလေးကျတော့လည်းဟို ရှေ့မှာစင်ကဲစင်ကဲရိုက်ခတ်ချက်တွေဟိုရိုက်ခတ်ခံရတာတွေထိခိုက်မှုတွေများလာတဲ့အချိန်မှာနောက်ထပ်ဒဏ်ရာတစ်ခုကိုမလိုချင်တော့တဲ့ငင်းဆန်မှုတွေကြောင့်လည်းဒီပြားတွေကိုထွက်စီခြင်းကြတာလဲရှေ့ကဒဏ်တွေကဒီမှာလာခံရတာခံရတာပေါ့ဒါလည်းပါမှာပေါ့နော်အဲ့တော့ခုစိုးဝင်ဆိုတာဒါ United ပတ်သက်ပြီးတော့နောက်ဆုံးလေးဖြည့်ပြောပေးပါဦးအဲ့တော့ကျွန်တော်သိချင်တဲ့အရာလေးတစ်ခုပေါ့ကျွန်တော်သိချင်တဲ့အရာလေးတစ်ခုကဘာလဲဆိုတော့ဟို United ရဲ့အခုရလက်လေးနောက်ဆုံးလေးဘွဲလောက်ကောင်းလာပြီဟုတ်အာဒါတပိုင်းပေါ့ကောင်းလာရင်တော့ကျွန်တော်တို့ပြည်သက်တွေပြန်မျောလင်းကြရတယ် အဲ့ဒါတပိုင်းအဲ့တော့ဟိုအနာကက်ဘယ်ထိပြန်သွားမှာလဲအမိုးရင်းအခြေဟိုယုံကြည်ရတော့မှာလာပြန်တိဆောက်ဒါတပိုင်းဒါပေမဲ့ကွင်းထဲမှာတကယ့်ဘဂရီအခြေအနေပေါ့ United ရဲ့ဘဂရီအခြေအနေကွင်းထဲမှာကစားနေတဲ့အဲပထမကစားသမား၁၁ယောက်ပြီးတော့အရင်ကစားသမားတွေပြီးတော့နီးပြန်တဲ့ကစားသမားတွေရဲ့အတွေ့အဖက်အချင်းဆက်ဒါတွေကတကယ်ပဲကွင်းထဲမှာကစားတာတွေဟာတိုးတက်မှုရှိလာတယ်လို့ကိုစိုးရင်းဆိုမြင်လားပေါ့နော်ကိုစိုးရင်းဆိုအမြင်လေးကျွန်တော်သိတယ်မြင်ပါတယ်သူတို့ကစားနေတာကကျွန်တော် ဒီနောက်ဆုံး၄၅ဘွဲနဲ့ဒီရှင်၅၅ဘွဲနဲ့ပိုင်းကြည့်လိုက်မယ်နော်ရှင်၅၅ဘွဲမှာသူတို့ရရလက်တွေကမငြိမ်ဘူးကစားဟန်ရလည်းတသက်မမတ်မရှိဘူးပေါ့နော်ခုနောက်ဆုံး၄၅ဘွဲမှာတော့သူတို့ကစားဟန်တစ်ခုကိုလည်းကျွန်တော်မြင်လာပြီတကြတော့ဒီကွင်းထဲမှာရှိတဲ့၁၁ယောက်လောက်ပါဗျာဟိုအရန်ကြီးအားနဲ့နေလို့ပြောလို့ရတဲ့ကစားသမားကအရင်တော့ဆိုရင်၄၅၈ယောက်ဖြစ်နေဖြစ်နေမယ်အခုက၃၄ယောက်ပြန်ဖြစ်သွားပြီကောင်းတဲ့အင်အားစုပို့များလာပြီပိုတင်ငိမ်နေတဲ့အင်အားစုက၈ယောက်၈ယောက်လောက်ကပိုတင်ငိမ်လာကျန်တဲ့၃၄၃၄နေရာမှာဟာနေတာကလိုက်ဖာပြီးလို့ရတယ်ပေါ့နော်အဲတသိန်းမှာ၄၅၈ယောက်က လွဲနေပြီ၃လလောက်ကပဲအသင်းကိုမောင်းနေရတယ်ဒီအသင်းကဘယ်လိုမှအဆင်မပြေနိုင်ဘူးအခုကအဲ့လိုအဲ့လို၈၄၅ဘွဲမှာ၃လလောက်ပဲအသင်းမှာပုံစံကောင်းပြနောက်၄၅ဘွဲမှာ၄၅၈ရောက်လာကပုံစံကောင်းပြတယ်ဆိုတော့အသင်းကအဲ့လိုဟန်ချက်တစ်ခုမိလာတိုက်စစ်ကိုကြည့်မယ်ဆိုရင်ကွာဒီလက်ရှိမှာဆက်စကိုအကောင်းဆုံးခြေစံမဟုတ်သေးဘူးဆိုပေမဲ့ဆက်စကိုကတုံးလို့ရတဲ့စာသမားဆိုတာကိုမြင်လာရတယ်သူရဲ့ရုံအားတူအားနဲ့တောင်မှနှစ်ဘက်ကအမူမော်ကိုညာဝကလက်ရှိပရီးမီးယားလိရဲ့ဒီကထိတ်တန်းစာသမားတွေထဲမှာပါလာတယ်ကိုယ်လည်းမဘရူနိုက तू စရောက်လာတဲ့ဒီ2020လောက်ကနေစပြီးတော့ United ရဲ့အကောင်းဆုံးကစားသမားပဲအသင်းရဲ့ကစားဟန်ကြောင့်သာသူကစားနေရတဲ့ role ကြောင့်သာသူအကောင်းဆုံးပုံစံရချင်မှရမယ်ဒီ3 4 2 1မှာသူအကောင်းဆုံးနေရတော့မဟုတ်ဘူးသူက attacking လိုက်ချင်တဲ့ကစားသမားသူက4 2 3 1ဆိုရင်သူကနံပါတ်10နံပါတ်10 role ထားလိုက်ရင်ဒါတေချာပေါ့သူအကြိုက်နေရပဲဒါပေမဲ့ရတဲ့နေရာမှာသူအသင်းကိုဦးဆောင်ပြီးတော့ကစားနေတယ်အဲ့ဒီအချိန်မှာ customer ကအခုပုံစံကောင်းပြန်ပြပြီးခဲ့တဲ့ဒီနောက်ဆုံးကစားတဲ့ပွဲမှာဆိုရင်ဒါ Brighton ကိုနိုင်တဲ့ပွဲမှာဆိုထူးထူးခြားခြားအဲ့နှစ်ယောက်စလုံးက attacking ကိုလိုက်တာ customer က ဒီဘရူနိုကလိုက်ပြီးတော့ရှေ့ကကစားသမားတော်တော်နဲ့ပေါင်းလိုက်တဲ့ချိန်မှာတိုက်စစ်ကတော်တော်ကြီးကိုအားကောင်းပါတယ်ပြီးတော့ညာချမ်းကအာမတ်ဆိုရင်သူ့ရဲ့ဒီကစားပုံရကျွန်တော် defensive ဘိုင်းအားနေကောင်းအားနေတယ်ဒါပေမဲ့ defensive အရန်ကြီးလိုက်မကူရဘူးဆိုတော့မှသူ့ရဲ့တိုက်စစ်လိုက်ပါမှုကအမ်ဘူမိုအများကြီးထောက်ပံ့ပေးနိုင်တယ်အာမတ်ကဒီဝင်းဘက်ညာနောက်ခံလူနေရာမှာစိတ်ချသွားပြီးဘယ်ချမ်းကိုကြည့်မယ်ဆိုရင်ဘယ်ချမ်းကတော့ဒိုဂူကိုသုံးမလားဒါလော့ကိုသုံးမလား defensive display ရဆိုရင်တော့ဒါလော့ကိုနှိပြပို့ကြိုက်တယ်တကယ် attacking ကိုပို့လိုက်ချင်တယ်ဆိုရင်တော့ပို့ပြီးမြန်တဲ့ ဒုံကိုသုံးလို့ရကျွန်တော်ထင်တာတော့ဒါလော့ကိုဖယ်ချမ်းမှာသုံးတာကိုသူပို့ပြီးတော့သဘောကျလို့ပိုခန်စစ်မှာမကွိုင်းကအသက်ရွယ်ပိုင်းရကျွန်တော်ထင်ပွဲတိုင်းကစားခွင့်ရဖို့မလွယ်တော့ဘူးဟုတ်ဖြစ်တင်တာတော့လောဆယ်ဆိုရင်ယော်ရိုရဲ့ဒီလစ်ရဲ့ဖယ်ချမ်းမှာလောလောဆယ်တော့ကြံ့ခိုင်မှုရလူရှော့ကစားနေတယ်အဆင်ပြေတယ်ဒါပေမဲ့လူရှော့ကဘယ်အချိန်မှာဘာပြန်ဖြစ်မလဲဆိုတာကျွန်တော်တို့သူ့ရဲ့ကြံ့ခိုင်မှုကိုယုံထားလို့မရဘူးဆိုတော့မဆိုးဘူးကွာခန်စစ်၃ယောက်မှာဆိုရင်၂ယောက်လောက်က OK တယ်၁ယောက်လောက်တော့လိုအပ်ချက်ရှိနေသေးလို့ထင်တယ်ဒီ ဖူးဘက်နှစ်ယောက်မှာဝင်းဘက်နှစ်ယောက်မှာဆိုလည်းအာမက်ဘက်ကိုကျွန်တော်အပြေးဝယုံကြည်ပေမဲ့ဘယ်ချမ်းမှာဘသူလဲဆိုတာကိုကျွန်တော်သိမယုံဆိုအခုကျွန်တော်ပြောရတဲ့မှာဆိုကစားသမားကိုသမားတယောက်ပဲကျန်တော့တယ်ကိုသမားကလည်းအရှိနီးကိုသမားတွေဖြစ်တဲ့အိုနာနာတို့ထက်ဒီဘန်ဒီယာတို့ဆက်လက်ရှိကိုသမားလေးကနည်းဆုံးတော့ဗျာကြည်နေတဲ့ပိတ်သက်ကိုယုံကြည်မှုပေးနိုင်တယ်သူ့ရဲ့ရုပ်ရည်အားဖြင့်တော်လည်းကောင်းသူ့ရဲ့ဟိုကိုဖန်းတဲ့စကီးကြောင့်တော်လည်းကောင်းသူ့ရဲ့နေရာယူမှုကြောင့်တော်လည်းကောင်းသူ့ရဲ့ဒီကွန်မန်ဒင်းလုပ်နေရာကြောင့်တော်လည်းကောင်းအရင်နည်းပြတယ်အဲ့အဲ့ feeling မရဘူးဗျာဟုတ် ။ Owner ဆိုရင်သူ့ကိုကြည့်ရဟာသဆန်နေတယ်လို့ခံစားရတယ်ဒါသူ့ကိုကျွန်တော်တို့ဒါဟို blame တာမဟုတ်ဘူးเนาะပြောချင်တာခွဲခြားတာမဟုတ်ဘူး။ဟုတ်။ဘင်ဒီယာကြလည်းဘာအားနဲ့နေမှမသိဘူးသူ့ကိုလည်းကျွန်တော်ယုံကြည်မှုမရှိဘူး။ဒီကိုသမားလေးကတော့တစ်ပွဲရနှစ်ပွဲနှစ်ပွဲရသုံးပွဲယုံကြည်မှုလေးတွေပိုကောင်းလာဆိုတော့ဟုတ်။ပို့ပြီးတော့တည်ငြိမ်လာတယ်ဆိုတာကိုကျွန်တော်ဆန်နာလန်နဲ့ပွဲမှာမြင်ရတယ်ဘရိုက်တန်နဲ့ပွဲမှာမြင်ရတယ်ဆိုတာကငင်းလို့မရတဲ့အချက်ပဲဂျာတန်မှာလည်းလီဗာပူးကိုထနိုင်တဲ့ပွဲမှာဆိုလည်းမဆိုးလာဘူးเนาะဒါပေမဲ့အဲ့ပွဲကတော့သူကဒိုမီနိတ်လုပ်တဲ့ပွဲမဟုတ်ဘူးပြန်ပွဲကိုဒိုမီနိတ်လုပ်မှုကိုသူက ောက်ထွက်ပြရတဲ့ပွဲမျိုးဆိုတော့သူ့ရအကောင်းဆုံးပုံစံဟုတ်ချင်မှဟုတ်မယ်။ဟုတ်ကဲ့။အဲတိုးတက်လာတယ်ဆိုတာကျွန်တော်အပြည့်အဝလက်ခံတယ်။ဟုတ်။ကျွန်တော်ပြောခဲ့သလိုပဲအတင်းကလမ်းကြောင်းမှန်တစ်ခုကိုပြန်ပြီးတော့အစပြုတ်လာပြီပေါ့နော်။ဒါလေးကိုဆက်ပြီး handle လုပ်မယ်။ဒုတိယ season လောက်မှာလိုအပ်တဲ့နေရာတွေကစားသမားထပ်ပြီးတော့ဖြစ်နိုင်မယ်ဆိုရင်အဲဒီ top 4လေးသင်းလောက်ကိုပြန်ချိန်ရွယ်နိုင်တယ်။အတင်းကြီးတွေကိုပြန်ပြီးတော့ရင်မောင်တန်းလာနိုင်တဲ့အနေအထားမျိုးကိုဒီအသီးမှာရောက်လာနိုင်ပါတယ်။ဟုတ်ကဲ့။အဲ့တော့ဒီဒီမေကုန်းလေးက အခုဆိုရင်တော့ဖြေရဖြေကျွန်တော် United နဲ့ပတ်သက်ပြီးတော့အကြခြင်းဆုံးပါလေလောလောဆယ်မှာဟိုရလက်တွေရမှတ်တွေခဏထားပါလေအမပေးရအဆင့်15 16ထီလဲရောက်ခဲ့ပြီးသွားပြီးတကောင်းထဲလဲညင်းနေစရာအကြောင်းမရှိတော့ဘူးဒီရလက်အဆင့်ဘလောက်ကိုပဲရောက်ဒါပေမဲ့ကွင်းထဲမှာတကယ်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 ကစားနေတဲ့ကစားလေသမားတွေရဲ့မြေပြင်ကွင်းနဲ့ဆိုင်ဆောင်ရည်တွေတကယ်ပဲတိုးတက်လာပြီလားဆိုတော့အခုတိုးတက်လာပြီဆိုတာလေးတွေ့ရတယ်ဒါဝန်ဆောင်စရာကောင်းတယ်ဒါအမှန်တကယ် United ရဲ့အရွေးတစ်ခုတော့ဖြစ်လာခဲ့ပြီပေါ့နော်ဆိုတော့ဒါလေးကိုပို့ပြီးတော့ဂျင်းတဲ့ပါတယ် United နဲ့ပတ်သက်ပြီးတော့ဟုတ် ဘူးစင်ညာယူနိုက်တက်ပတ်သက်ပြီးတော့နောက်ဆုံးလေးတခုပေါ့လေဟိုမေ့ကျင်တာပေါ့နောက်မန်စီးတီးပွဲလေးမသုံးသက်ခင်တခုလောက်ဟုတ်ဆိုတော့ယူနိုက်တက်မှာအခုဆိုရင်တော့ပြောခဲ့အရင်တော့17ယောက်မှာ10ယောက်လောက်ကဗျမ်းမာကစားပြီးတော့3ယောက်လောက်ကပဲဟိုဘယ်လိုပြောမလဲပရိသတ်တွေဆွဲမဆရာကစားနိုင်တယ်အခုကတော့3ယောက်လောက်ပဲဗျမ်းမာလောက်ရှိတော့တယ်ပေါ့2ယောက်3ယောက်လောက်ပဲပေါ့အကြမ်းမရဆိုတော့တကယ်ပဲအဲ့ဒါဂျုံခဲ့ရတာကျွန်တော်တကယ်ပဲအလိုခံစားရတဲ့အတွက်ယူနိုက်တက်ပွဲတွေကျွန်တော်မကြည့်တော့တာပဲပါတယ်ပေါ့အဲ့တော့6 5 6ယောက်9ယောက်တစ်ခါလေး17ယောက်စလုံးဗျမ်းမာကစားနေလို့ခံစားရတယ်ဆိုတော့အဲ့တော့ ဟို United မှာအကွင်းထဲမှာပီကက်ကက်လုတ်ပြီးတော့ကစားနေကစားမရရှိခဲ့တယ်ဆိုတော့အဲဘယ်လိုပြောမလဲဟိုနိုင်ပွဲအတင်းရဲ့နိုင်ချင်းရှုံးချင်းဟာကွင်းထဲမှာကစားနေပြီးတော့သူနဲ့မသက်ဆိုင်တယ်လို့ကစားနေတဲ့ player တွေရှိခဲ့ဘူးတယ်အဲ့လိုပီကက်ကက်ကစားသမားတွေအခုရော United မှာအခုလက်ရှိအတင်းမှာရှိသေးလားမြင်ရသေးလားပေါ့နော်အဲ့လိုတော့ဟိုလိုဟို အသင်းနဲ့ဘာမှမဆိုင်ဘလုံးကော flexible မဖြစ်ဘူးဆိုတဲ့ကစားမှတော့မမြင်ရအောင်ဒါပေမဲ့ဟုတ်ကိုစုံအောင်ကပြောလို့ပေါ့နော်တိုးတက်ရမယ်ကျွန်တော်ပူကောင်းဒီနေရာလေးတွေမှာသူ့ထက်ပူကောင်းတဲ့ကစားမှသူ့ထက်ပူလုံးနိုင်တဲ့ကစားမှဆိုရင်ပူကောင်းသွားမယ်ဆိုတဲ့နေရာ2နေရာ3နေရာလောက်တော့ကြံသေးတာပေါ့လေဟုတ်ဟိုကြံတဲ့9နေရာ10နေရာလောက်ကတော့ဟိုဒီကစားမှတွေက United မှာပွဲထွက်နေတဲ့ဖြစ်တဲ့နဲ့ပါတဲ့နဲ့အစင်လည်းပြေးလာမယ်ဆိုတော့သွားသွားလို့ရတယ်ပေါ့လေပူကောင်းလာလိမ့်မယ်အခုကောင်းနေပြီနောက်ဆိုပူကောင်းလာလိမ့်မယ်ဒါမျိုးမြင်ရတယ်ဟိုတိုးတက်ဖို့ကြံနေသေးတယ်မိုင်းနူးလို့ကစားမှမျိုးတွေနေရာမရပဲနဲ့ ဲ့လိုကစားမမျိုးတွေအခွင့်အရေးကိုစောင့်နေတဲ့ကစားမမျိုးတွေလည်းအရန်ခုံမှာရှိနေသေးတယ်အတိုးတက်ရမယ့်နေရာဆိုရင်တော့ရှင်းပါဦးနော်ကိုစိုးစိုးပြောလို့ဘယ်နောက်ခံလို့နေရာမှာလူလျှောဘန်ရာတွေကြောင့်သူ့ရဲ့အကောင်းဆုံးချိန်တွေကျော်သွားခဲ့ပြီဒီနေရာမှာလူလျှောရဲ့နေရာမှာသူ့ထက်ပိုအားကိုးရမယ်မမချာချာနဲ့အသင်းခန်းစစ်ကိုဥပမာမာတီနဲ့ဒန်ရာနဲ့ပြန်ကောင်းလာတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုတကယ်အားကိုးရမယ်ဒေါနော်မီတယောက်လောက်တော့ရှိခဲ့ပိုကောင်းလာမယ်ပေါ့နော်ဂျူရိုရိုဒီလစ်တို့မက်ခွာရတို့ပို့ပြီးကူညီပေးနိုင်မယ်ဘယ်နောက်ခံလို့နေရာမှာဒါ ဒေါ်ကူဆိုရင်နည်းနည်းအုံနောက်သုံးကစားတာနဲတယ်ဒါလော့ကလည်းသူ့ရဲ့လုံနိုင်စွမ်းကဒါကုန်ပဲသူကတော့လုံအားနှုံးနဲ့တစ်ချိန်လုံးယုံနေတာပဲဒါပေမဲ့သူလည်းတစ်ခါတည်းကျရင်အုံနောက်မပါဘူးအဲ့တော့သူ့နေရာသူ့ထက်ပို update လုံနိုင်ရင်တော့ပိုကောင်းတယ်ကာစီမီရိုကအသက်အရွယ်ကြောင့်အကောင်းဆုံးချိန်ထိကြော်တော့ကြလာပြီကာစီမီရိုနေရာမှာဖြစ်ရမယ်ဆိုတော့အခုမှမဟုတ်ဘူးပြီးခဲ့တဲ့ရာသီတည်းပြောနေကြကာစီမီရိုထက်ပိုလုံအားနှုံးကောင်းတဲ့မမဆာချာကွန်းလက်လူတယောက်ရရင်ပိုကောင်းမယ်ဒီလို2နေရာ3နေရာလောက်သာ update တဖြည်းဖြည်းချင်းပေါ့လေဒီယာဒီမဟုတ်တော့နိုင်ရတဲ့ယာဒီလုတ်နိုင်ရင် United ကိုပိုကောင်းတဲ့ version ကိုကျွန်တော်မြင်ရလိမ့်မယ်လို့ထင်တယ်ဟုတ်တယ်အဲ့တော့ကောင်းတဲ့အယူတစ်ခုစီကိုတော့ United ကသွားနေပြီလို့ကျွန်တော်တို့ပြောပြောပြောနိုင်တယ်ပေါ့အဲ့တော့ကိုဆိုရင်တော့ပြောသလိုအာနောက်နှစ်တွေမှာတော့အဲဒီထိတ်တန်းဒီဟိုထိတ်ဆုံး၄၅သိန်းနေရာတွေကိုပြန်စိန်ခေါ်နိုင်တဲ့တူတူတန်တန်အသင်းကြီးထဲမှာနိုင်မယ်ပဲမကြီးတော့ပဲနဲ့ခြေစွမ်းမှာတကယ်လိုက်ကြီးလာတဲ့ United မျိုးဒါနောက်နှစ်နှစ်သုံးနှစ်မှာဒီပုံစံတိုင်းဆက်ပြီးတိုးတက်လာမြင်ရနိုင်တယ်ပေါ့အဲ့တော့လက်ရှိအာ United ပြန်လည်ဖြစ်တည်လာပုံလေးကကျွန်တော်တို့အဲ United ပြည်သက်တွေအားလုံးအတွက်လက်ခံကျင်စရာကောင်းတဲ့အချူစိုးရမယ့်အခြေအနေလေးတစ်ခုဖြစ်ပါတော့เนาะအဲ့တော့ United ကြောင်းဆွေးနွေးတာလေးဒီမှာနားပြီးတော့ဒီနေ့ကျမှအကျင့်နဲ့ရှင်းပြခင်သားမယ် Man City ပွဲလေးဆက်ပြီးတော့ဆွေးနွေးကြပါတယ်အဲ့တော့ Man City ကကျွန်တော်ဘုံမောင်းနဲ့เนาะအဲဒါအိမ်ခွေးမှာကစားရမယ်ဆိုအဲ့တော့ဒီပွဲရလက်လေးအဲဘယ်လိုဖြစ်မထင်လဲပေါ့ကိုရှင်ကြီးဆွေးနွေးပြီးပေါ့တော်တော်ထူးဆန်းနေဗျ Man City ကအဆင့်9ကနေဘုံမောင်းကသူ့အပေါ်အဆင့်1ကနေပြီးတော့တွေ့မယ်ပွဲပေါ့เนาะဟုတ်ကဲ့အဲ့တော့ ဘုံမောက်ကလက်ရှိပရီးမီးယားလိမှာယာတီဖွင့်လီဗာပူးကိုတပွဲပဲရှုံးထားပြီးတော့ရှစ်ပွဲစတိုက်မရှုံးအောင်ကစားထားနိုင်တယ်ဆိုတော့အဲ့ရှစ်ပွဲမှာ၁၈မှတ်ယူထားနိုင်တယ်တော်တော်လေး၅ပွဲနိုင်တယ်၃ပွဲသေးကြဆိုတော့ဘုံမောက်လို့သိရင်အဲ့လောက်ထိလို့ကျွန်တော်ယာတီမစခင်မှာလဲကျွန်တော်ဒီအခြေအနေမှာပြောပါရစေပရီးမီးယားလိမှာဒီအီရာဝလာတို့ကလက်စနာတို့တော်တော်ကိုတိုးတက်လာတယ်လူငယ်နီးပြားတွေထဲမှာတော်တော်လောက်ပြအသင်းကြီးတွေကိုရောက်တဲ့နီးပြားလို့လည်းပြောတယ်အထက်ပြီးတော့မက်ဆီဒီနဲ့ဂွာဒီယိုလာအတွက်သူ့ရဲ့စပိန်လူမျိုး နောက်ထပ်ဒီပေါ်လို့မရတဲ့နီးပြားနဲ့အသင်းကိုရင်ဆိုင်ရမှာပါလေအဲ့တော့မက်ဆီဒီကလည်းရှေ့မှာဗီလာကိုရှုံးထားတယ်ဆိုတော့ဒီဘွဲကထပ်မှားလို့မရတော့အခုအဖြစ်နေတာကပရီးမီးယားလိရဲ့စင်နာရီယိုကအာဆနယ်ကရှေ့မှာနိုင်ဘွဲတွေနဲ့ဇက်တိုက်သွားနေတယ်လေးဘွဲဇက်တိုက်နိုင်ထားတယ်ပေးကိုးတွေလည်းမရှိဘူးအာဆနယ်ကအခုဆိုရင်မက်ဆီဒီကို6မှတ်လီဗာပူး9မှတ်ဖြတ်ထားပြီဒီအချိန်ဒီမှာအာဆနယ်ကရက်သွားနောက်2ပွဲ3ပွဲလောက်မှလည်းဒီအချိန်နဲ့ဆက်သွားမယ်အရေးရောင်နေလည်းမြင်နေရတယ်ဆိုတော့နောက်ကလိုက်နေတဲ့မန်စီးတီးတို့လီဗာပူးတို့ဒါထပ်ပြီးအခုလို့ ခြေတွေခဏခဏချော်နေမယ်အမှတ်တွေညော့နေအောင်မယ်ဆိုရင်ပိုဝေးတဲ့ဝေးလာမယ်ဥမာရာသီဝက်တောင်မရှိသေးဘူးပရီးမီးယားလိပွဲစဉ်10တောင်မရှိသေးဘဲနဲ့10မှတ်တွေ17မှတ်တွေဖြစ်သွားမယ်ဆိုရင်စောစီးတွေရဲ့အာဆင်နယ်နောက်ကိုလိုက်ဖို့တော်တော်ခတ်သွားလိမ့်မယ်ပြောချင်တာကအာဆင်နယ်နောက်ကိုကတ်ပြီးဖိအားပေးဖို့တိုက်တဲ့ကွန်နန်တာဖြစ်ဆက်ရှိနေဖို့ဆိုရင်မန်စတီမာရောလီဗာပူးမာရောထပ်မှားခွင့်အများကြီးမရှိတော့ဘူးအမှားတွေလုတ်ခွင့်မရှိတော့ဆိုတော့ဒီလိုအိမ်ဝင်းပွဲမှာတော့မန်စတီမှားလိမ့်မယ်မထင်ဘူးဒီရာဒီမှာလဲစပောက်ရာဒီဖွင့်အိမ်ဝင်းတစ်ပွဲပဲရှုံထားတယ် United ကို3-0နိုင်တယ် Everton 2-0နိုင်တယ် Burnley 5-1နိုင်တယ် Man City ကအိမ်ကွင်းတော့ကောင်းတယ်အဝေးကွင်းနေမှာရလက်လေးတွေဟိုကျွန်တော်တို့ချွတ်ချော်တတ်တယ်ဆိုရင်အိမ်ကွင်း Etihad မှာတော့ Man City ကိုကျွန်တော်ယုံလို့ရမယ်ထင်တယ်ပြီးတော့ဘုံပေါင်းနဲ့တွေ့ထားတိုင်းလည်းအိမ်ကွင်းမှာ6ပွဲစတိုက်နိုင်ထားတယ်နောက်ဆုံး3နှစ်မှာဆိုရင်73ဂိုးတောင်တွင်ထားတယ်6 6-1 4-0မနှစ်က3-1ဒါပေမဲ့အဲ့ ပြီးခဲ့တဲ့9နှစ်တူ73ချိန်တော့အခုဘုံပေါက်တော့ကောင်းကြီးမှာကောင်းဒါပေါ့မှန်တာပေါ့အဲ့ဒါလည်းထည့်တွားမှာလေအခုဘုံပေါက်လုတ်ပြနေလို့ရှစ်ပွဲဆက်မရှုံးထားတဲ့ဘုံပေါက်ကိုအခုကတွေ့ရမှာပေါ့သေးသေးဘုံပေါက်မဟုတ်ဘူးပရီးမီယာလိရှစ်ပွဲဆက်မတော့မရှုံးထားတဲ့ဘုံပေါက်ဖြစ်တဲ့အတွက်မန်စီးတီးအတွက်ခတ်နိုင်တယ်ပြီးခဲ့တဲ့ပွဲမှာဟာလန်ဂိုးသွင်းတာရက်သွားပြီးတော့မန်စီးတီးမှာပြဿနာဖြစ်နေတာဂွာဒီယိုလာဟာလန် အရန်အလုတ်လုတ်နေလို့မန်စတီရလာကောင်းတယ်ဟာလန်ရက်သွားတဲ့နှစ်ပွဲစပါးကိုရှုံးတယ်ဗီလာကိုရှုံးတယ်ဆိုတော့ဟာလန်ပေါ်မှာပဲအရန်မိခိုနေရတော့ရှော့ချနိုင်ဖို့လိုတယ်အဲ့တော့ဟာလန်ကိုသွင်းကိုပြန်မြင်ရမယ်ပြန်ချုပ်ရရင်တော့မန်စတီအိမ်ခွေးမှာနိုင်ပွဲပြန်ရမယ်အဲ့လိုပဲမြင်ပါတယ်သတိဝဲလောက်နဲ့နိုင်မယ်ထင်တယ်အဲ့တော့ဦးချင်းကြီးဒီပွဲတဲ့ဟိုပြောလိုက်တဲ့ဟာလေးကပြတ်ပါတယ်ကိုသွင်းမဲ့လူလည်းပါတယ်ကိုရလည်းလည်းပါတယ်ဒါတော့3-1နဲ့နိုင်မယ်ဟာလန်ကိုသွင်းမယ်အဲ့တော့ဒီဒါပေမဲ့ဘုံမောက်ရဲ့လက်ရှိအဆင့်နှစ်လို့ညာဘုံမှာရှိနေတဲ့အခြေအနေအဲလက်ရှိမန်စီးတီးရဲ့ အကောင်းဆုံးပုံစံမှာရှိနေတဲ့အခြေအနေတစ်ခုကနေဒီလိုကိုချင်းကြီးရုံကြီးနဲ့စစ်တီမှာ3-1နဲ့နိုင်မယ်ဆိုတဲ့ရလံမျိုးကိုအလွယ်တူထုတ်ပြောဖို့တော့ခက်ပါတယ်ဒါပေမဲ့ဒါယုံကြည်တဲ့စိတ်ရှိနေတယ်ဒီပုံမှာလည်းတိတိကျကျဟိုတုံးသက်ထားနိုင်တဲ့အတွက်ဒီလိုရလက်ကလည်းတကယ်ပဲဖြစ်လာနိုင်မယ်လို့မျှော်လင့်ရတာပေါ့နော်အဲ့တော့ကုစွေးဆိုတော့ဒီပွဲရလက်လေးကိုလို့ဖြစ်လာမယ်မျှော်လင့်တယ်ပေါ့မှန်ပါတယ်ဘုံမောက်ကတော်တော်ဖီအားကင်းနေတဲ့အတင်းပေါ့နော်ဘုံမောက်ကိုကျွန်တော်ရာသီအစမှာသူရဲ့အဓိကကစားသမားတွေခန်းစစ်ကြောင်းက၄ယောက်ရှိ၃ယောက်ထွက်ရလိုက်တယ်အဲ့၃ယောက်တော့လည်းတကယ်ဟိုတန်မိုးကြီး ထုတ်ကုန်နေပါတော့ဖွင့်ရလိုက်တော့ဒီအသင်းဘယ်လိုဆက်သွားမှာလဲလို့ထင်ပေမဲ့ဘုံမောက်ကပူတော်ကောင်းတဲ့အသင်းဖြစ်ဆက်ပြီးရက်တီပြတိုင်းဒါနီးပြရဲ့အစွမ်းစားပဲပေါ့နော်ဟိုရှိတဲ့သူနဲ့ဖြစ်အောင်လုပ်တတ်တယ်ဆိုတော့ဒါလားလုပ်ပြထားတယ်ဖီအားလုံးကกินနေတယ်ဒုတိယနေရာဆိုတော့သူတို့အတွက်ဒါမျှော်လင့်ထားတာအထက်အများကြီးပုံမြင်တယ်ဂျာတီကုံမှာသူတို့၄၅၆ခွန်လောက်ဝင်ရင်တောင်မှအောင်မြင်တယ်လို့ပြောလို့ရမယ်အသင်းဥရောပဝင်ခွင့်တောင်မှမဟုတ် top half လောက်စက်ထဲဆုံးစက်သင်းဝင်ရင်လည်းဘုံမောက်ကိုဘယ်သူမှဝေဖန်နေမှာမဟုတ်ဘူးဆိုတော့ဘုံမောက်ကအရန်ကိုဖီအားกินနေတယ်ဒီချက်ကဘုံမောက်နဲ့ပတ်သက်ရင်အားသာချက်မန်စီးတီးကတော့ ါကကိုချင်းကြီးပြောခဲ့တယ်လို့အာဆင်နယ်နဲ့အမှတ်ကွာဟမှုကိုရှော့ချရမယ်ပြင်ကိုချက်ပြီးတော့မပြတ်သွားဖို့ဆိုဒီလိုပွဲမျိုးတွေမှာအိမ်ကွင်းမှာမမှန်လေးအမှတ်ပြန်ယူဖို့လိုတယ်အိမ်ကွင်းဖြစ်နေတာရဲ့ကျွန်တော်ဒီပွဲမှာကျန်တာတွေထက်စားရင်ကျွန်တော်တို့ရဲ့အိမ်ကွင်း record ဒီဘုံဘောက်နဲ့တွေ့ထားတဲ့မှတ်တမ်းတစ်ခုတည်းနဲ့ကျွန်တော်မျက်စိစုံမှတ်ပြီးယုံကျင်တယ်ဘာလို့ဆိုတော့ဘုံဘောက်က Man City သင်းပွဲစဉ်အများဆုံးနိုင်တဲ့ပြိုင်ဘက်တွေထဲမှာသူတသင်းပါ14 5ပွဲလောက်ဒီဇက်တိုက်နိုင်ခဲ့ဘူးတဲ့တိုင်ဘက်မျိုးပေါ့ဘယ်ချိန်ထကန်ကန်နိုင်နေဆိုတော့အခြေအနေမျိုးတွေရောက်ခဲ့ဘူးတယ်အရင်တော့ Starling လိုကစားမမျိုးဆိုဘုံဘောက်နဲ့တွေ့အသေးဂိုးသွင်းတဲ့ ပြိုင်ဘက်ဆိုတော့ဒါအဲ့အရှိန်တွေကိုဒီဘက်မှာထပ်ပြီးထိနိုင်လိမ့်မယ်ထင်တယ်။ကိုချင်းကြီးလိုပဲဟာလန်နဲ့အိမ်ဘက်မှာကိုပေါက်ပြန်တွေ့နိုင်တယ်။အိမ်ဘက်မှာမန်စတီပြန်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ဟုတ်ကဲ့။အဲ့တော့ကျွန်တော်တို့ဒီပွဲအဲဒီပရီးမီးယားလိပေါ့လေ။ပရီးမီးယားလိဆိုတာကျွန်တော်တို့ဟိုငငယ်တွေကဟိုပွဲတိုင်းမကြည့်ရခင်တည်းကဟိုအယုတ်တွေမမြင်အတန်မကြားခင်တည်းကဒီ channel ဖတ်ပြီးတော့စိတ်ဝင်ရင်ခုန်ခဲ့ရတဲ့ပရီးမီးယားလိပြောကျင်တာကပရီးမီးယားလိကကျွန်တော်တို့ကမကြည့်ရအများကြီးမကြည့်ရတဲ့ကခြိုက်ခဲ့တဲ့ဒီဟိုပေါ့လေပြည်သက်တွေလည်းဖြစ်တယ်ပြီးတော့လူတွေအများကြီးပေါ့လေဒါ ဘောလုံးပြည်သက်အများစုကပရီးမီးယားလိပွဲတိုင်းကြည့်ချိန်မှာကြည့်ရလိမ့်မယ်ဒါပေမဲ့ဂျာနယ်လေးတွေကဆက်လုံးလေးတစ်လုံးကိုဖတ်ပြီးတော့လည်းအများကြီးတွေးပြီးတော့အများကြီးကြိုပြီးတော့ရင်ခုန်ကြတာဒီပရီးမီးယားလိပြိုင်ပွဲပေါ့နော်ကြည့်ရတာမကြည့်ရတဲ့လည်းမဆိုင်ဘူးကိုအတွေးမာတွေပုံပေါ်တွေးမာတွေပုံပေါ်ပြီးတော့ဒီပရီးမီးယားလိကိုစိတ်ဝင်စားမှုတွေကျွန်တော်တို့မှာရှိရှိနေကြတာပေါ့နော်အဲ့တော့လူတိုင်းကိုယ်စီမှာပရီးမီးယားလိနဲ့ပတ်သက်ပြီးတော့ဟိုအတွင်းစိတ်တွေမှာရှိနေကြတဲ့အားတွေအများကြီးပေါ့အဲ့တော့အဲ့ပရီးမီးယားလိကိုပြောချင်တာလေးကအခုမှကိုယ့်အကူပဇက်ပြန်စဉ်းစားအဲ့ပရီးမီးယားလိကို

မစစ်တီယူဒီပွဲကိုနိုင်စေချင်ပါတယ်ဘိုးဘောက်ကအမပီစဲနှစ်နေရဘာပဲရှိနေရှိနေဘလို့ပဲအချိန်တွေပဲဖြစ်ဖြစ်ရက်လိုက်တော့ရက်လိုက်တော့မိနေပါတယ်လို့ပြောရတယ်နော်အဲ့တော့ဘိုးဘောက်ကအရင်များနေရက်လိုက်တော့ဘူချင်းကြီးကဒါသူပြောပါတယ်ထုံးစံတာကဲအဲ့တော့ဒီပွဲမစစ်တီနိုင်သွားပါစီနော်မနိုင်သွားမလို့လဲညှော်လင့်ပါတယ်အဲ့တော့ဒီဘက် last minute ပြည့်တဲ့ကိုစိုးရင်းစော်ကိုကိုချင်းကြီးရောစီစီမြိုက်တင်ပါတယ်နောက်တစ်ခါဆုံးကြပါတယ်ဟုတ်ကဲ့ တကယ်ယူကြည့်ရှုနေကြတဲ့ပြည်သက်များများကျွန်တော်ဘောလုံးရဲ့အစီအစဉ်ကိုဒီမှာရန်နာကျင်ပါတယ်ကျွန်တော်တို့အစီအစဉ်ကိုစောင့်ကြည့်ပေးကြတဲ့ပြည်သက်တွေအားလုံးကိုကျေးဇူးထူးဝဲတင်ရှိပါတယ်ပြည်သက်တွေအားလုံးအတွက်ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ